မင်္ဂလာပါရှင်။မော်ဝင်ကျောင်းတို့ရန်ဒီကျူဆူလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာတင်ခရာစာရဲ့တပုံတို့ရွာဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။မြေကန်ပင်ရန်သူတို့တွာလာများတဲ့လမ်းကြောင်းပေါ်ရှိမြမရွာကြီးတရွာကိုမုံတက်တွေအဝင်ထွက်ရှိတယ်။မုံတွေကိုလူသူရိတ်ခါကူညီနေတယ်။အထောက်ပံ့မရစေဖို့မိတိုင်ဖြက်စည်းခဲ့ရမယ်ဆိုတဲ့အမိန်တော်နဲ့လက်ရဘလူအုပ်ချုပ်ရတဲ့ လူ130ပါတဲ့တက်ကငဝုံမြကျောင်းတိုင်းစုံလာခဲ့ကြတယ်။ရွာနီးကိုရောက်တော့ရှီလန်းမဝင်မဲကုန်းချောင်းဝင်စည်းကြမယ်လို့ကြံစီပြီးလက်ရဘလူကတက်သားတွေကိုကန်းကိုတက်စီတယ်။ရွာနီးကိုရောက်တော့ရွာကိုစီယိုကထားပြီးရွာဝင်တကားပွင့်လျက်သားရှိနေရတွေ့ရတယ်။ဒီစီယိုခတ်ထားပုံမြင်ယုံနဲ့ဒီရွာကမုံတို့အမိပြုအားထားနေတဲ့ရွာဖြစ်ကြောင်းလက်ရဘလူသိလိုက်ပြီးရွာသားတို့နေ့လယ်အလုံနာကြီး တရီတမောမှီးဆက်ချိန်မှာတရီရင်အော်ဟစ်ပြီးမြမရှဲမှတ်တွေဝင်လာကြလို့တရွာလုံးထိတ်တလန့်ဖြစ်သွားကြတယ်။ငသူတွေနဲ့လက်ရွေးစင်တက်သားချူကရွာတကားမှာပိတ်ဆောက်ကြံ့ရစ်ပြီးငတိုင်မောင်းဥဆောင်နဲ့တနက်သား30ရာညကန်းတလျှောက်ထိဆက်လက်ပြေးလွှားသွားကြတယ်။တိုင်မောင်းတို့ကန်းနှစ်ဖူးအပြည့်တယောက်တစ်ခေါက်ခန့်နေရယူမိတော့ရှည်ချောင်းကနေစုံလာတဲ့ငောင်မော်တို့လှေငယ်20ရာတင်္ဂါလှေတွေရှည်ချောင်းတွာလာနေကြတဲ့လှေတွေပါမကြံ့ တင်စီခွန်ဆောင်ခဲ့ပြီးမြစ်စိတ်ကိုတရွေ့ရွေ့ကန့်လာကြတယ်။ရွှန်လီမှာတော့စိဝိတ္တစာချက်ကံတွေဝစ်စင်ခြင်းမရှိတဲ့လက်ရဘလူကမြင်းနဲ့ရက်နေတယ်။စီတင်ရွေကတရွာလုံးကလူများစွာကိုထွက်လာကြစေပြီးရွှန်လီမှာလူစုနေကြစေတယ်။ပြေပုံရှောင်ခွာသူမရှိစေရ။ထမန်ရှာဖွေတွေ့ရှိရင်ကုမယ်ဆိုတာကြောင့်အချို့ကလေထဲကိုတောင်လိုက်ခေါ်ခွင့်တောင်းနေကြတယ်။လိုက်ခေါ်ကြမဲ့သူတွေက73ရှိလို့လက်ရဘလူက တက်သားတယောက်စီထဲ့ပေးပြီးအနီးဝင်းကျင်လူမကြမ်းစီနဲ့လူမှားလိုက်တယ်။သူကတော့မြင်းပေါ်မှာမစင်းဘူး။ဓာတ်ကိုကျုံးမှလွှဲထားပြီးတော့ပြင်လူဖို့ကောင်းမွန်တဲ့တိုင်းရှိရှိတဲ့တင်ကြီးဒုတ်ချုံတချောင်းကိုလက်ထဲကင်ထားတယ်။ကြောင်ရုံတုံလုံနေကြတဲ့အားငယ်ထိတ်နှံနေကြတဲ့ရွာသူရွာသားအပေါင်းတို့ကရွာလင်းလမ်းကြီးတစ်လျှောက်ငုတ်တုတ်ထိုင်ပြီးသူနဲ့ပပက်လဲစောင့်ကြံ့နေကြသူစစ်တီကြီးတွေကိုငြိမ်သက်စွာကြည့်နေကြရှာတယ်။အချို့ကလေးတွေကငိုယိုနေကြလို့ မိခင်တွေကတင်းတင်းဖက်ပြီးတော့ချုံနေကြရတယ်။နှစ်ဦးသုံးဦးခန့်ကတော့ကလေးတွေရဲ့ပစက်ကိုလက်နဲ့အတင်းပိတ်ထားကြတယ်။နိုင်နှမောင်းခန့်ကြတဲ့အတိုင်းရွာကိုထိန်ချုံလိုက်တဲ့ဘုရားညနာတီတီနဲ့ဘာစကားမှမဆိုသေးဘူး။တကြီးတူးတဲ့သားအုပ်ချုပ်နေတဲ့ရွာမှုအနီးတကြီးနဲ့မြမစစ်တီတွေအလို့ကြတိန်တဆင်းလူလိုက်ရှာပေးရတယ်။မကြခင်လူကုံနာကြောင့်ဖြစ်မယ်။တကြီးနဲ့တက်သားတွေသူနီးတန်းစီလိုက်ကြပြီ။လက်ရဘလူက လူအလုံးကိုခဲခန့်နေခဲ့တာကြောင့်လူအုပ်ထင်းမှာမုံမရှိမြမတိုင်းရင်သားတွေကြီးတာဖြစ်ကြောင်းသိပြီးပြီ။ဘာကြောင့်မြမတို့နေတဲ့ရွာကြီးတရွာမုံဘက်ကနေအာပေးကူညီနေတာလဲ။မုံနဲ့နီးတာကြောင့်လား။ရွာပြက်မှောင်ကြောက်လို့လား။အလိုက်ထိုက်ပေါန်းတာလား။စိတ်နုံနဲ့ရကူညီနေတာလား။ဒီရွာမှာမုံတွေအဝင်ထွက်ရှိရဲဆိုတာဟုတ်တယ်လား။ရှင်းလင်းပြက်သားတဲ့အတန်ထွက်ပေါ်လာတယ်။တကြီးကမဆိုင်မတွက်ဖြေတယ်။ဟုတ်ပါတယ်။ငေါမုံလက်ရဘလူဖြက်ခနေကြည့်တယ်။ လက်ရဘလူးလေးမျက်နှာမူရာတမျိုးဖြစ်သွားပြီးစက်မိတယ်။မုံစစ်သားတွေလား။မှန်ပါလေခမ ्या ။ခမ ्या တို့ကမုံရဲမက်တွေကိုကူညီခဲ့သလား။ကျုပ်တို့ကသူတို့ကိုစေကုပေးပါတယ်။နေစရာစားစရာပေးပါတယ်။နေကောင်းတက်တာကိုပြန်သွားကြပါတယ်။ရွာသားတို့ရလည်းတကြီးစကားကိုထောက်ခံနေကြတော့လက်ရဘလူးဇဝေဇဝါဖြစ်လာတယ်။သူတို့ကငင်းရမယ့်အစားအပါတရားဝန်ခံနေကြတယ်။ဘာလို့ကူညီခဲ့ရလဲ။ဥဆုံးလာတော့ကသူတို့တွေတန်းရရလာကြပါလေခမညာ တညတာတဲခုဆရာလေလိုအပ်နေရှာတယ်။ကျုပ်တို့ကအဆဆရရကူညီပေးလိုက်တော့ရင်းနှီးခင်မင်းသွားကြပြီ။နောက်လည်းအမေဝင်ထွက်နေတာပဲ။ဟုတ်ပါတယ်။အရှင်ကဆိုရင်ရွာစည်းရိုးတော့မရှိဘူး။ဒီလိုပဲနေကြတာ။သူတို့တွေပဲစည်းရိုးခိုင်းကပေးသွားကြတာ။ရှေ့ဆုံးကထိုင်နေတဲ့လူကြီးတယောက်ကဝင်ပြောတော့တကြီးကလည်းရွာဝလုံးကြောင်းအောင်ရန်သူတွေအလွဲတကူမဝင်နိုင်အောင်ပေါ့ဗျာ။ရန်သူတွေဆိုတာမြမာတက်တွေကိုစိုးလို့ရလား။ဟုတ်မှာပဲ။တကူရမြတို့ ရှောင်းလူရဲ့ဖြက်စည်းခြင်းနဲ့သူရိရန်ကောက်ွေထားတာပါ။တကြီးကဂုံယူဟန်နဲ့ပြောနေတာကြောင့်ကျုပ်တို့ကရှောင်းမိတက်ရောက်လာကြတာပဲ။ဟင်။ရှောင်းသူရသားတွေစိတ်မသက်မသာဖြစ်သွားကြတယ်။လှုပ်လှုပ်ရွရွရဒီလိုတန်ချူထွက်လာတယ်။ဒါပေမဲ့ကြောက်တာကြောင့်ငြိမ်နေကြစေပဲ။ဘာဖြစ်လို့မိတိုက်မှလဲဗျ။ကျုပ်တို့ကမွန်ရီကိုလက်ခံလို့လား။ဟုတ်တယ်။ဒီလိုဖြစ်ရင်ညီမတက်တွေကတာဆိုးတာပါ။လက်ရဘလူကလူကြီးကိုခဏကြည့်ပြီးသွေးတောက်ကြက်တွေကို ဘေးကိုခေါ်သွားတယ်။ခြေနေရတော့မဟန်ဘူး။တခုခုတော့မှားနေပြီထင်တယ်။ငါတို့အယမ်းမဲ့လုံးလို့မဖြစ်ဘူး။သူတို့ကြည့်ရတာဘာမှနားလဲပုံမပေါ်ဘူး။ဟုတ်လောက်တယ်။မိတိုက်မေးဆိုတော့ညနာရီကတနာစရာ။ဒါတော့ကျုပ်တို့ပူဆိုးတဲ့သူတွေလို့ပြောသေးရပြန်တော့။အင်းငါ့အမားလှေသမားတွေကိုစစ်မေး။မုံနဲ့အဆက်ဆက်တိတ်ကျနေ။ငါသူရင်ကလှေသမားတွေကိုအေးအောက်ပြီးတော့ဘာတွေပေးခဲ့တယ်သိရအောင်လို့ငကန်နဲ့အချက်တွေကမတိမတာဝိုင်းထားပြီးတော့စောင့်ကြနေ။ထပြေးတာ တခုခုနှုတ်တာတွေ့ရိုင်းတဲ့ချင်းချက်သူရွာသားတွေရှေ့ပြန်သွားပြီးတကြီးနဲ့ရွာလူကြီးစေဦးခန့်ကိုဝိုင်းတစ်ခုအတွင်ခေါ်လာခဲ့တယ်။ငါသူတွေတို့လည်းလူခွဲခေါ်သွားကြပြီးကြံရှိနေတဲ့သူတွေကိုငကန်တို့ကတစ်ပင်တွေအောက်မှာဝိုင်းဖွဲ့ထိုင်နေကြစီတယ်။ခမရတို့ကမုန်းတွေကိုရှေ့ခါထောက်ပံ့လိုက်သေးတာလက်ရဘလူကလူကြီးတွေကိုစစ်မေးကြည့်တယ်။ထောက်ပံ့လိုက်တာပါသူတို့တက်ပြန်ရောက်တဲ့အထိပူစရာမလို့ကျွေးနွားစံစပါးပေးလိုက်သေးတာ စံတော့ပြီးတယ်ကျွင်းသွားမပေါ့ဒါနဲ့ပဲလှုပ်ရှားနေရတာ ਉ မုန်နီဘယ်နှခေါက်လျှောက်လာလဲသုံးခေါက်ရှိပါပြီပထမစစ်ပြေးလာကြဟန်တူရဲ့နောက်တစ်ခါစစ်ကြီးရင်တမင်ဝင်လာကြတာခမရအဲ့ဒီကြင်ရခဏပဲတရွာလုံးတော့ကောင်းကောင်းနှုတ်ဆက်သွားတယ်ဘာတွေယူသွားလဲဘာတွေပေးနိုင်လဲဘာမှမပေးနိုင်ရဘူးသူတို့လည်းဘာမှမပါပါဘူးရုပ်တရက်ဆိုတော့နှုတ်ဆက်ရုံနှုတ်ဆက်လိုက်ရတယ်နောက်တစ်ခေါက်တော့အဲ လက်ဆောင်ငချောင်ငချမ်းပဲရီပလာတယ်။ကျုပ်တို့ကမလို့ပါဘူး။လူလာရင်ပဲဝမ်းတာနေပါပြီ။လက်ရဘလူခေါင်းညိတ်နေတယ်။ကျုပ်မေးမြန်းကျင်တာလေးရှိတယ်ဗျ။ခေါင်းပေါင်းနဲ့လူကြီးတယောက်ကစကားဆလာလို့ဟုတ်ကဲ့မေးပါ။မီးတိုက်တာဘဲတော့လေ။အားချင်းမေးလား။ဟိုမလုံလို့မရှာဘူးလား။အမေရတော့မီးတိုက်ပြီးတော့ပြန်ကြရမှာပါ။ကျုပ်တို့ကရွှေဘူတက်တွေရဲ့ရန်သူဘာညာလဲသိလို့မဟုတ်ပါဘူး။သူတို့နဲ့လည်းရန်ပတ်မဟုတ်တော့ လက်ခံကျွေးမှုရမှာပါ။ရှမ်းသူလက်ခံလို့ဖြည့်စည်ကြစရန်ဆိုရင် မောင်နှုတ်တွေစိတ်အောင်လဲဘာအကျိုးရှိမှာတော့။မှန်ပါတယ်ဦးကြီး။ကျွန်တော်သုံးသက်ပါဦးမယ်။အေးကွယ်အရှင်သခင်အမိန့်ရလုံရတယ်ဆိုပေမဲ့ချင်းချင်းလောက်ကြစည်းချင်တာပဲကွယ်။ကျုပ်တို့တော့ဘာသိမလဲ။မိတိုင်းလို့လဲဘဲတက်နိုင်မလဲ။ပြေးကြရုံရှိတာပါ။ဘိုးဘွားအမွေအိမ်လေးတော့နှမျောတကွယ်။လူကြီးကပြောရင်မျက်ရည်တုံလိုက်တယ်။သူတို့အချိန်တန်ကြာပြောဆိုမေးမြန်းပေးချင် ငသူရိန်တို့ဝင်လာကြတယ်။ဗားရလေငောက်မော။မုံွေရှင်လန်းပဲတက်ကြတာများတယ်တဲ့။ကုန်းချောင်းမလောက်။ဟုတ်တယ်။တကြီးကဘူးမသိဘာမသိဝင်ထောက်ခံလိုက်သေးတယ်။တင်္ဂါတယ်ရကဖမ်းမိထားတဲ့ငချင်းတွေငသလောက်တွေလက်ဆောင်ပေးလိုက်ကြကြောင်ပေါ်တယ်။သူတို့ဘာသာထည့်ပေးတာ။မုံွေကမယူလို့နေသေးတဲ့။ဘယ်မယူလို့ဖြစ်မလဲဗျာ။လန်ခီရိတ်ခါလို့တာပေါ့။တကယ်တကြီးဖြစ်နေတယ်။ငောင်မောကစိုက်ကြည့်နေတယ်။ရှင်လန်းကတုံးကျိန်လာတယ်ဆို။ ဟုတ်တယ်တမူအဲ့ဒီလိုပဲပြောကြတယ်ရွာလန်းမဝင်ဘူးတဲ့နောက်ဆုံးတစ်ခေါက်လာတော့ရွာဝင်တကားတက်ပြီးသွားတယ်လို့သိရတယ်ငါသူတို့ရောကျုပ်သူတို့လေတကြီးအိမ်တိန်ပေါ်ခေါ်သွားတယ်အိမ်ရှင်ကထမင်းကျွေးနေလို့အိမ်ရှင်ကထမင်းကျွေးနေလို့ဝိုင်းစာရင်နဲ့မေးကြည့်လိုက်တယ်တေကောက်မှလည်းငါသူတို့ရာသူတို့ကတင်းကျွေးတာဗျမေးတာလည်းဖြေပါမေးကျွေးတာလည်းစားမေးဆိုလို့အစိတ်ခတ်တိုင်းတေးဦးမယ်လို့ရောမတွေးဘူးလားတွေးမိပါတယ်ဒါပေမဲ့သူတို့လည်းဝိုင်းစားကြတာပဲ ငင်းမရတော့ထမင်းတွေသူတို့နိုင်ပြီးမှထင့်မေကြံသည်မအောင်လိုက်ဘူးဥပြပြခက်ထဲပေးတယ်သူလည်းအဘတရားဝိုင်းစားကြတာပဲငါတို့မိတိုက်ဖို့လာတဲ့အကြောင်းပြောကြသေးလားပြောတော့ပြောတယ်မမမရဲပဲဒီရက်နှစ်ရက်လောက်စိုင်းပါအောင်လားတဲ့တယောက်ကနောက်တစ်ယောက်ကတော့ကျုပ်တို့ဘယ်သွားနေရမလဲတဲ့ဒီတော့လေရှင်တူကလေထဲသွားနေရတော့မှာပေါ့ဗျာတဲ့ဒီလောက်ဖြစ်နေတာကိုစောင့်ဝင်ကြသေးတယ်ပေါ့တချို့ကလေတူကနေစိတ်ကနေမှာပဲ စိတ်မကောင်းဖြစ်ကြရင်တွေ့ပါတယ်ကျုပ်တောင်သူတို့ကိုကြည့်ပြီးတော့စားရတာရှိန်ပြက်တယ်ဒါပေမဲ့ဝမ်းဝါတော့မြိုခဲ့တာပဲမို့လားမုံညိုသူတို့ဘာပေးလိုက်လဲမေးခဲ့လားစံတခွဲစီစုပြီးတော့ပေးလိုက်ကြတယ်တဲ့နှစ်ကြိမ်ပေးတယ်တဲ့ဒီထက်ပိုပေးချင်ပါတယ်စုနေသေးရေပုံချက်ထဲမှာဒီဝါကိုရွာရုံးလို့ဖြည့်ထားလိုက်ဒါနဲ့တကြည်ဒီဝါမှာလိန်ညာပြောတဲ့တဲ့သူရှိရလားဟာရှိပြီလားထိတ်ဆုံးကကြုံမရပါဘောင်းလာတာ29နှစ်3လကျော်ပြီ ခုထီကိုမယုံရောင်လူကြီးတွေရင်လိုက်ကြပြီးတက်ကြီးကြီးအဖိုးတို့တူကလည်းကျုပ်တို့အောင်ညီတင်းအောင်လဲဘလူရှွတ်တရအင်မတန်ပြောပေါ့သူနာနေမဟုတ်တာရောဟုတ်တာရောတနေ့နုံတောင်စင်ရေမရရှောက်ပြောနေတာပါစက်မစစ်ရဘူးဗျတော်ပြောတောင်ပြောသိပ်ပြောတဲ့ကောင်ဟိုရက်ကပဲကျုံလေထဲမှာမိချောင်းတက်နေရပြောလို့တွားကြည့်လိုက်တယ်ယုံတာတော့မယုံပါဘူးတေးချောင်းကြည့်ရတာပါမိချောင်းပန်းတွေရိုးဆက်ရေးဆက်ပေါက်နေတာဟုတ်ဗျလက်ရဘလူသိကျင်တာကြောင့် ဟုတ်ပြီလိန်ပြောတတ်တဲ့သူဘယ်နှယောက်လောက်ရှိနေလူတိုင်းအနေနဲ့များတော့လိန်ကြလိမ့်မယ်ထင်တာပဲဗျာပြပြာကြီးလည်းဗိုက်စားလို့ညဘက်စွန့်ထချက်စားတာကိုဖုံးကြည့်ပြီးတော့မစားပါဘူးလိန်နာပဲကျုံလဲတခါတလေမိနေတာကိုလှုပ်ပြီးမလားမေးလှုပ်ပြီးပြီလို့လိန်လိုက်တာပဲပါကုန်းကဖះရတရားမြဲရလားဟဲ့လို့မေးတိုင်းတင်မမြဲပါလေဖះရပဲရှောက်ရတာပါ လက်ကတော့ကားရပေါ့လိန်နေတော့ဘယ်ဟုတ်မလဲဝင်းနီးလို့ပေါ့လေရွာသူရွာသားတွေအကြောင်းသိရပြီမို့ ်လုံးတင်မလုံးတင်စုံဖြတ်ဖို့ပဲကြံတော့တယ်သူသဘောရတော့ဒီဟာမျိုးကိုအပြစ်မတင်တင်ဘူးရန်သူအားပေးဆိုပြီးမိတိုက်ဖြစ်စည်းခြင်းမပြုတင်ဘူးဒီလိုပြုရမယ်လို့အတင်းကျပ်စိတ်ခိုင်းလာရင်တော့မင်းမှုရန်အပြစ်ကထွက်ဖို့စုံဖြတ်ရလိမ့်မယ်သူကလည်းအမိန့်ထက်ဖြစ်တင်တာကိုပဲသူသဘောနဲ့သူလုံးတက်တယ်အမိန့်မလိုက်နာလို့မင်းပြတ်တန်တင့်မာထက်မတရားမှုပြုလုပ်ရမှာကိုကြောက်တော့သူဒါပေမဲ့ငယ်သားတွေအတွက်ကြည်ရပေးဦးမယ်ငါတို့ဒီရောမိတိုက်ကြမလား ငသူတွေငကန်ငအောင်မတို့တယောက်မှမလုပ်ဘူးမိတိုက်တင့်သလားအတန်ထွက်မလာဘူးအမိန်တော်ဖီဆန်တင့်သလားငအောင်မတို့ခုခုပြောဖို့ပြင်းနေငသူတွေနဲ့လှုပ်လိုက်တယ်လို့ထင်ရတယ်တမှုသဘောတိုင်းမှာအပြစ်ပေးရင်လည်းကြုတ်တူမကြောက်ပါဘူးငကန်ရဲ့စကားအခြားအချက်တွေကလည်းခေါင်းညင်ပြီးသူတို့ရှမ်းသူအပိအမြောက်ပြုတ်နေကြတော့မဟုတ်ဘူးဧည့်သည်လို့ပြုစုကြတာကျုပ်တို့သခင်တိအောင်ရှောက်ပြီးနို့ကျုပ်တို့သခင်တိအောင်ရှောက်ပြီးနို့ပြည့်တန်ထားရင်လည်းထားဖို့ဗျာ ငောင်မောကကျိုးချောင်းရှင်းပြပြီးတော့နောက်မွန်းတွေကိုလက်မခံတော့နင်းလို့မှားခဲ့တဲ့တမူလက်ရဘလူကောင်းရနေသူမပြောခင်တကြီးကလက်မခံလို့ကောင်းပါမလားဆွေမျိုးရင်းချရီလိုတော့ဖြစ်နေကြပြီဟာမွန်းတွေမလာနိုင်တော့ပါဘူးလို့သူမပြောလိုက်တော့စိတ်မကောင်းဖြစ်သွားကြလိမ့်မယ်မွန်းတက်တွေကငါတို့လာမှဆိုးလို့ဖြစ်မှဆိုးလို့ရွာလုံးအောင်စီယူကာခဲ့ဟန်တူတယ်ငါတို့ကလည်းသူတို့ရွာလေးကို ဒီထက်ပိုပြီးတော့လုံခြုံအောင်စီမံခဲ့တဲ့နေမိတိုက်ခဲ့ပါပြီလို့ရှောက်မလာတက်မှုငသူတွေမေးတယ်အကြံကောင်းမေးဆိုရဲအကြည့်နဲ့ငါအောင်မော်ကြည့်တယ်လက်ရဘလူးကောင်းမငိမ့်ဘူးခေါင်းမခါဘူးရွာသားကိုပြန်လှုပ်လိုက်တော့ဘလူးတက်ကနေသွေးတောင်ငါအောင်မော်ခေါ်လာလို့ဘူးငဆွေနဲ့တက်သား55ယောက်တို့တချိန်ရှောက်ဖူးတဲ့ရွာဘက်ကိုလိုက်ခဲရပြန်တယ်သူတို့ထင်ထားသလိုအဲ့ဒီရွာဘက်ကနေလွင့်တက်လာတဲ့မိခိုးလုံးတွေကိုမမြင်ရအနည်းကိုရှောက်လာတဲ့အချိန် မင်းလောင်နေတဲ့ရွာကိုမတွေ့ကြဘူး။သူတို့တွေ့တာပကတိထူးခြားမှုမရှိတဲ့ရွာတရွာပဲဖြစ်တယ်။ဘူဆွေရလက်ရဘလူဘာကြံနေလဲတွေးမိတယ်။ဒါပေမဲ့ငအောင်မောင်မမေးပြဘူး။လောင်ငယ်သားတွေးတောက်ရဲဘော်တူနဲ့မလူအဖေးစကားမပြောလို့လို့ပဲ။ဘူချင်းသာမေးမယ်လို့လက်ရဘလူတန်ဥတီသွားတယ်။လက်ရဘလူနဲ့စစ်တီတို့ရွာရဲ့တစ်ဖက်မှာတွေ့ရတယ်။စူးကြုံတွေခုတ်ပြီးရွာစီယိုကရန်နေခြင်းပဲ။လောက်အားကူနေကြတဲ့ရွာသားချို့လည်းရှိတယ်။ ဘူးငဆွေကိုတွေ့တာနဲ့လက်ရဘလူကသူ့ရဲ့လူတွေကိုရှင်းနာဖို့အချက်ပြတယ်။ဒီနောက်ဘူးငဆွေထံရှောက်လာပြီးရွာသားတွေပြောပြတဲ့အကြောင်းအရာတွေကိုသိသားရုံရှင်းပြတယ်။အော်ဒီလိုလား။ဟုတ်တယ်။ကိုရင်ငဆွေတေချာမစုံစမ်းမမေ့မြန်းပဲမုံအဝဲထွက်ရှိတယ်။မုံဘက်အားပေးတယ်ဆိုပြီးရွာကိုမိတိုက်တင်ကြောင်ရှောက်တင်ခဲ့တာမို့လား။ဘာကြောင့်လဲဆိုတာတော့ကျုပ်မှမသိပဲရှောင်းရင်ရင်ကျုပ်ပြောတာလည်းအမှန်တွေပဲ။ဟော်ဒီစီယိုတွေက မွန်စစ်သားတွေထိုးပေးခဲ့တာတဲ့ကြည်နေဟော်ဒီစီယိုကမွန်စစ်သားတွေထိုးပေးခဲ့တာတဲ့ကြည်နေမွန်လက်ရာတွေမြင်းသားနေတာအဲ့ဒါနဲ့ပဲမစင်မကျင်မီးတိုင်းလိုက်ရင်ဒီလောက်ရိုးသားဖြူစင်ပြီးစည်ရနာကောင်းနေအရိုးကန်ရွာသားတွေဘလောက်အတိဒုက္ခရောက်နိုင်ကြမလဲမွန်နွေရလဲသူတို့အသုံးချနေရမဟုတ်သူတို့စီရဘာမှယူသွားကြတာမဟုတ်တဲ့ပြင်ဂျေစုတင်တဲ့အနေနဲ့စီယိုတော်ခက်ပေးသွားသေးတာကိုရင်လောက်ပုံကမြန်မာချင်းမချင်း မို့ချစ်အောင်လှုပ်လိုက်တယ်လို့ဖြစ်သွားမယ်။စီရင်မှာအရေးကြီးကိုရှုမယ်။အရေးမပါတာကိုလှစ်လျူရှုသိမ်းရှုရမယ်ဗျ။တပုံးရွာတရွာတိုးလာအောင်လှုပ်ခဲ့တာကိုအရေးမပါဘူးလို့စုလို့ရလား။ဟင်။မစကြောင်။ရွာသားတွေအနေနဲ့တုတ်တုတ်သခင်ကိုပုံမကန်ရဲပါဘူး။ပုံကန်ရင်လည်းဒီလောက်ကမှုစရာမဟုတ်ပါဘူး။ပုံကန်ခဲ့ရင်တုတ်တုတ်သခင်ကိုယ်တိုင်လာနေနေမှာမဟုတ်ဘူးဗျ။ခင်များတို့တုတ်တုတ်ပဲတိုက်ရမှာ။ခင်များလုံလိုက်လို့တပုံးဖြစ်သွားရတဲ့သူတွေကို ခမရပဲလာပြီးကုမြတ်ရလေဦးမေဖြစ်တင်လားဒီလိုတော့ဘယ်ဟုတ်မလဲကဲပါရောင်ရင်မေဖြစ်တင်တာကိုပြောပါဖြစ်တင်တာကတော့ကိုရင်ငဆွေနဲ့လူတွေသူတို့ရွာကိုစူးစီးရောကပြီးတော့ရွာလန်းတွေညီအောင်ပြုတ်ပြင်ခဲ့မုန်နေဝင်သွားလဲအနှောက်ရှက်မပေးနဲ့မတိုင်နဲ့သူတို့ကအပြစ်မရှိတဲ့လူကောင်းတွေကျုပ်ကောဘာဖြစ်ရှိလို့လုပ်ရမှာလဲဗျမစုံမစမ်းမစင်မချင်းရှောက်တင်ခဲ့တဲ့အပြစ်ပေါ့ခမရကြောင့်ကျင်းတော့ပါဝင်လေးလာတဲ့အမှုကိုပြုတ်မိတော့မလို့ လက်ရမလူလေးတန်ခက်ဆက်ဆက်ဖြစ်သွားလို့သူ့နဲ့တရတင်ကြီးကိုကြည့်ပြီးမဆွေအနေငယ်ကြောချမ်းသွားတယ်။ဟုတ်ပါပြီ။ဟုတ်ပါပြီ။ကြုံနှုတ်လိုက်ပါမယ်လေ။ရောင်ရင်သာအလောင်းမင်းကိုပြန်မပြောနဲ့နော်။သူ့ခိုင်းနေမှုဘာကြောင့်မလုပ်ခဲ့လဲဆိုတာတော့ဖြေရှင်းရမှာပဲ။ခမည်းကိုတန်မထအောင်ကျွန်တော်ဒီမှာဂျင်းတို့လှုပ်ခိုင်းခဲ့တဲ့အကြောင်းတတော်ဦးတင်လိုက်ပါမယ်။ချက်ပြီးအရေးယူတာအပြစ်ပေးတာရှိရင်တော့မတက်နိုင်ဘူး။ရှောင်းရင်ရှောင်းရင်ပြောရင်ရပါလေဗျာ။တညာအောင်သာရှောက်တင်ပေးပါ။ ျုပ်ဒီမှာအကောင်းဆုံးလုပ်ရင်စောင့်နေပါမယ်။စောင့်မနေနဲ့လုံဆရာရှိရတည်တည်တက်တက်လှုပ်ပြီးရနေပြန်ခဲ့။ခမားတံဝင်ကြတဲ့နေရာနေသာတရင်စောင့်ပြီးတော့ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့။အဲကောင်တွေစင်းကြစမ်းလာကြစမ်းဘိုးကစူးကြုံနေသွားဆွဲကြခုတ်ပြီးတော့စီးရိုးလုံအောင်ကန်ရမယ်။မပြုတ်မပြုတ်အောင်ချီရမယ်။လာလေဗာကြည့်နေကြလေ။ဘိုးဆူရဲ့သွေးတောက်နှစ်ဦးပါမြင်းမဝဆင်းလာကြတယ်။လက်ရဘလူးလေးသူ့ရဲ့တက်သားတွေခေါ်ပြီးပြန်လာခဲ့တယ်။သူတို့ရောတကားထွက်ပြီး နောက်ကလိုက်လာတဲ့လူတန်းတွေကြားရတယ်။ယောက်ျားမိန်းမတွေတက်ကြီးရွယ်အိုတွေကလေးတွေရှီအိုးတွေရွှတ်ပြီးစမိန်ထုပ်တွေများစွာတောင်းနဲ့ထဲ့ထမ်းပြီးတော့ထညက်တင်လဲစတာတွေကိုအုံနဲ့ထဲ့ပြီးအပြေးရောက်လာကြပြီးတော့အာချင်းပြန်ကြတော့မလို့လားခဏလေးနေကြပါဦးကျုပ်တို့လည်းအကျွေးမွေးလေးစီစဉ်နေရတာနဲ့ငနေနောက်ကျသွားတယ်။ပြန်လဲအုံးမင်မထင်လို့။အော်ကျွန်တော်တို့ကရွာကိုမီးတိုက်ဖို့လာတာလေ။အဲ့ဒါကိုအစားအစာစီမံနေရသေးတယ်။ သူပြောတာကိုသဘောပေါက်ပုံမရတဲ့မိမကြီးတူပြောလိုက်တဲ့စကားကြောင့်လက်ရဘလူအပါဝင်စစ်တီအားလုံးမြင့်တက်သွားကြတယ်။မိတိုက်ချင်းလည်းနောက်မှတိုက်ပါအရင်ဝမ်းပြင်းအောင်စားလိုက်ပါသူရဲ့ကောင်းကြီးတို့လည်းစားကြမှာပဲ။ကဲဘလောက်ရိုးလိုက်တယ်လဲဆိုတဲ့အကြည့်နဲ့လက်ရဘလူကသွေးတောင်နှစ်ယောက်ကိုကြည့်တယ်။ရှင်ငဲ့နေတဲ့တက်သားချို့ကမိမတွေရွှဲ့လာတဲ့ရှီဦးတွေကိုချပြီးခတ်တောင်နေကြပြီ။တကြီးကိုယ်တိုင်အတင်းထိုးပေးနေတဲ့စမိန်တုတ်တထုတ် ူမြင့်ပေါ်ရောက်လာတယ်။တိမ်ပြန်ဟိလိုက်တယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သွားခွင့်ပြုပါ။နောက်လဲလာခဲ့ကြအောင်နော်။နောက်နောက်မှရှိရဲ့တိုင်ပေါင်းကအချင်းအချင်းမရှိရဲ့စကားကိုစုလိုက်တယ်။နောက်တစ်ခါလာရရင်တော့တကယ်မိတတ်ရဖို့ပဲ။ဒီလိုပြောတာဟုတ်တော့တကြီးကကြိုတင်အကြောင်းကြားရင် ဖြစ်ပါတယ်ခင်ဗျာ။ဒီလိုလှမ်းပြောနေသေးတော့တယ်။ပရိသတ်များရှင်ဒီနေ့ရတင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ ရိသမြအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။